AI ကတဖြည်းဖြည်းနဲ့အဆင့်မြင့်လာပြီကျွန်တော်မြန်မာစကားတွေကိုနားလည်တယ်မြန်မာလိုပြန်ပြောပြီးနိုင်တဲ့အဆင့်တွေရောက်လာပြီအဲ့တော့နောက်ပိုင်းကျရင် AI ကဒီထက်ပိုပြီးတော့အဆင့်မြင့်ဖို့လည်းလိုတယ်ကျွန်တော်တို့ရဲ့တာဝန်က AI ကိုကိုလိုလိုခိုင်းတက်ဖို့ပဲလိုတယ် AI ကနောက်တစ်ချိန်မှာကိုယ်ခိုင်းတာလုံးပါလားဒါမှမဟုတ်အခုချိန်ကလေးကကျွန်တော်တို့က AI ကိုဘယ်လိုခိုင်းရမလဲဆိုတာကိုတင်ယူထားပါလားဆိုတော့ကိုကိုပြန်ပြီးတော့ဆုံးဖြတ်တင်တယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောမှာကတော့ AI ကိုကျွန်တော်တို့ကဆရာဝန်တယောက်အနေနဲ့ထားပြီးတော့ ိုယ်စီမှာရှိတဲ့ကျန်းမာရေးပြဿနာတွေကိုမိသားစုထဲမှာရှိတဲ့ကလေးကျန်းမာရေးလူကြီးကျန်းမာရေးနာနာရှည်ယောဂဒီလိုမျိုးကျန်းမာရေးပြဿနာတွေကိုဘယ်လိုမျိုးမေးလို့ရလဲဆိုတာကိုကျွန်တော်တင်ပေးမှာအဲ့တော့ဗီဒီယိုကိုတေချာလေးကြည့်ပေးပါကျွန်တော်ဖုန်းထဲမှာလုတ်ပြပေးမှာမလို့အများစုအတွက်ပုံကြီးအဆင်ပြေမယ်အရင်ဆုံးပြောချင်တာကအခုကျွန်တော်အသုံးပြုမဲ့ AI က VPN လိုနိုင်ပါတယ်အဲ့တော့ VPN က free ပဲဖြစ်ဖြစ်ပတ်စံပေးပြီးတောင်းရတာပဲဖြစ်ဖြစ် USBB US location ထားမယ်ဆိုရင်တော့ဒီကျွန်တော်ပြောတဲ့ AI ကိုကောက်ကောင်းလေးအသုံးပြုလို့ရနိုင်မယ်ဘလို့အသုံးပြုလို့ရလဲဆိုတာကိုကျွန်တော် ဖုန်းထဲမှာအသေးစိတ်ပြောပြပေးမယ်အဲ့တော့ဖုန်းကိုဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး browser ကိုရင်တွားမယ်အဲ့တော့ဖုန်းထဲမှာဖြစ်တဲ့ Safari ပဲဖြစ်ဖြစ် Chrome ပဲဖြစ်ဖြစ်အဲ့ browser မှာတွားမယ်တွားပြီးတော့ကြည့်ရမှာက ai.studio.google.com တတိယဖြစ် Google AI Studio ဆိုပြီးတော့ကျွန်တော်တို့တွားပြီးတော့ရှာလိုက်လို့ရတယ်အဲ့လိုမျိုးရှာလိုက်တဲ့ခါကျရင်ကျွန်တော်အခုပုံမှန်မြင်ရတဲ့အတိုင်းပဲပေါ်လာနိုင်မယ်။အဲ့ဒီခါကျရင်ဘယ်ဘက်အပေါ်ထောက်တာက တုံးမြောက်နေရာလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ stream ဆိုတာလေးကိုတွေ့မယ်အဲ့တော့အဲ့ဒီမှာ stream မှာပေါ်လာတာကကျွန်တော်တို့ talk ရယ် webcam ရယ်ဆိုပြီးတော့ပေါ်လာတာတွေ့မယ်အဲ့တော့ကျွန်တော်တို့အခုပြောမှာကဒီစကားပြောရုံလောက်ပဲဖြစ်တဲ့အကြောင်းမလို့ကျွန်တော်က talk cloud ကိုပဲနှိပ်ရမှာပေါ့နော်အဲ့တော့အဲ့ဒါကိုမနှိပ်ခင်မှာအရေးကြီးဆုံးအနေနဲ့ဒီ stream real time ဆိုတဲ့နေရာပေါ့နော်အပေါ်ညာဘက်ထောက်လာလေးမှာမှတ်စုစာအုပ်ပုံလေးနေရာတစ်ခုရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးတော့အဲ့ဒီနေရာမှာအခုကျွန်တော်ပြထားတဲ့စာလေးကိုကူးထည့်လိုက်မယ်ပေါ့နော် ဒီလိုမျိုးကြီးထားတဲ့စာကိုကျွန်တော်တို့က prompt engineering လုပ်တယ်လို့ခေါ်တယ်။တနည်းအားဖြင့် AI ကိုအမိတ်ပေးခိုင်းစေတဲ့ဤပညာတစ်ခုပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က save လိုက်မယ်အဲ့ဒီနေရာကိုပဲနှိပ်လိုက်မယ် okay အဲ့ဆိုရင်ဒါကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းပေါ့နော် AI ကိုဆရာဝန်နေနဲ့ထားပြီးတော့မြန်မာလိုစကားပြောမယ်မြန်မာလိုပြန်ပြောတဲ့သူ့ရဲ့အကြံဉာဏ်တွေကိုကျွန်တော်နားထောင်မယ်အဲ့လိုမျိုးတွားမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်အပေါ်မှာဖြည့်ထားပြီးပြီအဲ့တော့အဲ့ဒီဖြည့်ထားတဲ့ဟာကိုပဲကျွန်တော်က AI ကို talk cloud ကိုနှိပ်မယ်ပေါ့နော် ဲ့လိုနှိပ်လိုက်ခါကျရင်တစ်ခါလေးကျရင် along ဆိုတဲ့ဟာလေးကိုပြန်နှိပ်ပြရတာမျိုးတွေရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ along နှိပ်ပေးမှာเนาะကျမလိုပဲပြောမယ်မင်္ဂလာပါမင်္ဂလာပါဆရာဒီနေ့ဘလို့ကျမကြီးအကြောင်းအရာမျိုးဆွေးနွေးပေးရမလဲဆိုတာပြောပြပေးပါဦးကျွန်တော်ကိုကလေးကျမကြီးနဲ့ပတ်သက်ပြီးတော့ပြောပြပေးနိုင်မလားဟုတ်ကဲ့ပါကလေး ကျမရဲ့အဖြစ်အနာတွေရှိပါတယ်နော်။ EI ကဒီနိုင်ငံခြားကလာတဲ့ EI ဖြစ်တော့စကားတော့ဝဲတယ်တော့တိုင်းနာစကားပြောလို့ပေါက်တယ်ဒါမှမဟုတ်လေနိုင်ငံခြားသားတယောက်ကမြန်မာစကားတင်ပြီးတော့ပြောတဲ့ပုံစံပေါက်တယ်ပေါ့နော်ကျွန်တော်ကိုလူကြီးလူကြီးကျမရင်းနဲ့ပတ်သက်ပြီးတော့မေးခွန်းနေမေးလို့ရလားဟုတ်ကဲ့ရပါတယ်ဆရာလူကြီးကျမရင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုလည်းမေးမြန်းနိုင်ပါတယ်လူကြီးတင်မှာအဖြစ်များတဲ့ကျမရဲ့ပြဿနာတွေရှိပါတယ်နော်ဥပမာ သွေးချိုစီးချိုနှလုံးယောဂစတာတွေပေါ့ Okay အခုကကျွန်တော်တို့ကမိုးရည်ရောက်နေပြီဆိုတော့မိုးရည်မှာဘာယောဂတွေအဖြစ်များတတ်လဲမိုးရည်မှာအဖြစ်များတဲ့ယောဂတွေရှိပါတယ်နော်ဥပမာအအေးမိတာဒုတ်ကွေးဝမ်းပြတ်ဝမ်းရှိုးယောဂတွေအရေဖျားယောဂတွေချင်းကပ်ယောဂတွေပေါ့အဲ့ဒီယောဂတွေကမိုးရည်မှာပိုပြီးအဖြစ်ပါတတ်ကြပါတယ် အင်းမီတုတ်ကိုပြတဲ့ခါကျရင်ဘာတွေတတိထားရမလဲဆောင်းရံရှောင်းရံလေးတွေပြောပြပေးပါဦးအေးမီတာနဲ့တုတ်ကွေးဖြစ်တဲ့အခါမှာဂယုဆက်ရမယ့်အချက်တည်းရှိပါလေနော် ပထမအဦးဆုံးအနာယူဖို့အရေးကြီးပါတယ်ခန္ဓာကိုယ်ကိုအနာပြေးခြင်းဖြင့်ယောဂဘုံကိုတိုက်ဖြတ်ဖို့ကုနီပေးနိုင်ပါတယ်နောက်ပြီးရေများများတောက်ဖို့လိုအပ်ပါတယ်ကျွန်တော်သိချင်တာက လူနာတယောက်ကချောင်းဆိုးပြီဆိုရင်ပိုတက်စေအန်တီဘိုတစ်အမောင်စစ်လင်မျိုးမျိုးဆေးတွေတောက်ဖို့လို့လားဟုတ်ရုတ်တရက်ရောက်သွားတယ်เนาะဒါဖြစ်တတ်တယ်เนาะတခါလေကျရင် internet connection ကြောင့်ပဲဖြစ်ဖြစ် ်ဗီပီအန်ကြောင့်ပဲဖြစ်ဖြစ်သူရုတ်တရက်ရောက်လာတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးကကြာရင်တော့ကျွန်တော်တို့အစာအိမ်ပြန်စားတာမျိုးတွေရှိမယ်အဲဒါပေမဲ့ခုနကတော့ကျွန်တော်တို့မေးထားတဲ့ဟာတွေထဲကလည်းကျွန်တော်တို့အတိုင်းအတာတစ်ခုတည်းတော့ကျွန်တော်တို့ဟိုအသိပညာဘူးတူတာတော့ရားခဲ့မှာပေါ့နော်အခါလေးကြာရင်ဒီပုံမှာဘာမှမရှိတော့ပြန်ပြောက်သွားတယ်အဲ့တော့ခုနကတော့ရေးထားတဲ့စာကိုကျွန်တော်ပြန်ကူးထည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီစာကိုလည်းကျွန်တော်ဒီ Telegram ကနေတစင်ပြန်ပို့ပြီးလို့ရတယ်ဒီ video ရဲ့ description မှာ link ချထားပြီးတယ် comment မှာ link ချထားပြီးတယ် အဲ့ဒီလက်ကိုနှိပ်ပြီးတော့ Telegram မှာဒီစာကိုလာတောင်းနိုင်ရယ်ပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ save လုပ်လိုက်ရယ်ပေါ့နော်။ save လုပ်လိုက်ပြီးတော့သူ့ကို talk ပြန်လုပ်မယ်ပေါ့နော်။မင်္ဂလာပါ။မင်္ဂလာပါ။ကောင်းပါတယ်။စေချောင်းသားတဲ့အတော့ဂျမ်းမကြီးအပြဒနာတွင်နေအိမ်တွင်ဖြစ်ဆိုတည်တည်ဒီနေရာမှာတခုရှိတော့ရှိရယ်နော်။ AI ကပုံမှန်ဆိုရင်ကျွန်တော်တို့ရဲ့ဂျမ်းမကြီးပြဒနာတွေမေးတဲ့ခါချင်းတခါလေကြာရင်ကောင်းမဖြစ်ဘူး။တို့ကဝေးဝိုက်ပြီးတော့ရှောက်ပြောနေတာမျိုးတွေရှိတတ်တယ်။ အဲ့တော့ ChatGPT မှာမေးခွန်းတွားမေးတဲ့လူတွေဆိုရင်ဒါဒါမျိုးကြုံရင်ကြုံရနိုင်တယ်ကျွန်တော်တို့က AI ကိုဆရာဝန်တယောက်အနေနဲ့တွားပြီးတော့တိုင်ပင်တဲ့ခါကျရင်ဒါပြန်ဖြေချင်မှဖြေမယ်ဒါပေမဲ့တခုရှိတာက AI ကိုကျွန်တော်တို့အဲ့ဒီ Pro Engineer လို့ခေါ်တဲ့နီလန်းနဲ့ကိုလိုချင်လို့ပြန်ခိုင်းတတ်တဲ့ခါကျရင်တော့ AI ကကျန်းမာရေးပြဿနာတွေကိုပြန်ဖြေပေးနိုင်တယ်ဒီညမှာတခုတော့တတိထားရမှာက AI ကဖြေတဲ့ခါတိုင်းဒီအကုန်လုံးကျွန်တော်တို့အကုန်လုံးလိုက်နာလိုက်မယ်ဆိုတာတော့မလုပ်ဘဲနဲ့ပေါ့နော် အကယ်၍လိုအပ်လာပြီဆိုရင်တော့စေယုံစေခန့်မှာတေချာလေးကုတမှုခံယူလာမျိုးတော့လုပ်တဲ့နဲ့ AI ကိုတော့ကျွန်တော်တို့ဒီဘူဒ္ဒရှာမီဖို့အတွက်ပဲအသုံးပြုတဲ့နယ်ပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်ဒီ AI ကိုဟိုမေးကြည့်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကဒီတွေးတိုးယောဂလူနာတရားကိုတွေးတယ်။ပုံမှန်ဆိုရင် တွေးတိုးယောဂလို့ဘယ်လိုအခြေအနေမှာတက်မှတ်တာလဲ။ဆရာဝန်တွေက စီချိုယောဂ။ Oh sorry ကျွန်တော်ပြောနေတာကစီချိုမဟုတ်ဘူး။ သွေးတူယောဂကဘလို့အချိန်ဒီမှာတတ်မှတ်တာလဲယူမတိုက်အစီအောင်ယောဂကို No no မှားနေပြီသွေးတူယောဂ hypertension အော်ဟုတ်ကဲ့ပါသွေးတူယောဂကိုသွေးပုန်ချိန်နဲ့တင်းထက်ပို့ပြီးတော့240စိတ်ပါ90မီလီမီတာထက်မြင့်နေရတော့ပုံမှန်အဖြစ်အတည်ပြုပါတယ်စိတ်ဖြစ်စီမို့လေ့ကျင့်ခန်းလုပ်ခြင်းဒါမှမဟုတ်တခြားအကြောင်းရင်းမျိုးရောက်ကြ တချို့လူနာတွေကစီးယုံရောက်မှစီးခန်းရောက်မှတွေးတိုးပြီးတော့ကိုယ့်အနေနဲ့ကိုယ်အိမ်မှာဆက်နေတိုင်းရင်တွေးမတိုးတာမျိုးတွေရှိရဲအဲ့ဒါကရောဘာလို့လဲအဲ့ဒါကို white coat hypertension လို့ခေါ်ပါတယ်လူနာတချို့ကစီးယုံစီးခန်းကိုရောက်တဲ့အခါမှာစိတ်လှရှားမှုကြောင့်တွေးပေါင်ချိန်မင်းတက်ကြပါအိမ်မှာအခုအခုငါမေးတဲ့မေးခွန်းတွေထဲမှာလေစီးဝိုင်းနဲ့ပတ်သက်ပြီးတော့မေးလို့ရလားဆွေးနွေးနိုင် ာရာစီတမောကိုဖျားတဲ့အခါကျရင်ဘယ်လိုမျိုးတောက်လို့ရလဲပါရာစီတမောကိုအဖျားနဲ့အပိုက်ကက်နည်းလေးနှေးရတယ်အတန်ကြီးကွဲရတယ်အဲ့တော့ internet connection ပေါ်မှူတည်တယ်ဒီ AI studio ဆိုတာကတကယ်တမ်းပြောရင်တို့ကစမ်းတက်နေတဲ့ဒီ AI model တွေကိုကျွန်တော်တို့အစောဆုံးပေးပြီးတော့ အသုံးပြုခွင့်ပေးထားတာပေါ့နော်နောက်ပိုင်းကျရင်တော့ကျွန်တော်တို့ဒီအခုကျွန်တော်ပြောနေတဲ့ feature တွေက mobile application ပေါ်မှာရလာမယ်အဲ့တော့လောလောဆယ်ကတော့ကျွန်တော်တို့ website ကနေ browser ကနေဝင်ပြီးတော့အသုံးပြုမှပဲရနေတယ်ကျွန်တော်ထင်တယ်နောက်ပိုင်း6လတစ်နှစ်လောက်နေတဲ့အခါကျရင်ကျွန်တော်အခုပြောတဲ့ဟာတွေကိုဒါ mobile application download လုပ်ပြီးတော့အဲ့ဒါကနေအလွယ်တကူပို့ပြီးတော့တုံးလာနိုင်မယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်အခုကျွန်တော်ပြထားတဲ့ဟာကဒီ AI ကိုကျွန်တော်တို့ဆရာဝန်တယောက်အနေနဲ့ထားပြီးတော့သူ့ကိုကျွန်တော်တို့တီချင်တဲ့ကျမ်းစာရေးပြဿနာတွေကိုမေးတာ အဲ့တော့အဲ့ဒါတွေကိုမေးဖို့တော့ကအရေးအကြီးဆုံးအတက်ကဒီအပေါ်ကဒီဒီစာစာရိုက်တဲ့နေရာလေးနာကဒီကျွန်တော်ဖြည့်လိုက်တဲ့စာပဲအဲ့ဒီစာကိုလည်းကျွန်တော် Telegram ကနေတစင်းပြန်ပို့ပေးလို့ရတယ်အဲ့ဒီစာကိုလိုချင်တဲ့ဆိုရင်ကျွန်တော် comment မှာ link ချထားပေးတယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော် AI basic webinar ဆိုပြီးတော့အခမဲ့ဒီ AI နဲ့ပတ်သက်ပြီးတော့အခြေခံနေနားလဲအောင်ပြောပြပေးနေတယ်ဒီ group လည်းရှိတယ်အဲ့ဒီ Telegram group ကိုလည်း join ချင်တယ်ဆိုရင်ကျွန်တော် comment မှာ link ချထားပေးတယ်အာမိတ်ဆွေအနေနဲ့ ဒီ AI ကိုကောကောအတုံးပြုခြင်းအပြင်ကိုယ့်ရဲ့ကျမ်းမာရေးမှာပဲဖြစ်ဖြစ်ပညာရေးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုတိချင်တဲ့အရာမှန်တမျှကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခုကျွန်တော်ပြထားတဲ့ AI ကိုအတုံးပြုပြီးတော့မေးလို့ရတယ်တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်အခုတော့တတိထားဖို့ကဒီထဲမှာပြောတဲ့စကားတိုင်းကိုကျွန်တော်တို့ကဟိုအပြင်မှာအပြင်မှာဆရာဝန်တယောက်စမ်းတက်ပြီးမှ ဟိုပေးလိုက်တဲ့ဆေးလိုမျိုးတော့တော်တော်လုံးမကောင်းဘူးအကယ်၍လိုအပ်လာတယ်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဆေးရုံဆေးခန်းမှာဆရာဝန်နဲ့တရားတိုင်ပင်မျိုးပြဖို့လိုအပ်ပါတယ်ပြီးတော့ကျွန်တော်ဒီ AI Studio အကောင့်ကိုဖုန်းထဲကနေပြီးတော့အကောင့်ဘယ်လိုဖွင့်ရလဲဘယ်လိုတောင်းရမလဲဆိုတာပြောပြထားပါရရှိတယ်မကြည့်ရသေးဘူးဆိုရင်အဲ့ဒါလေးကိုတစ်ချက်ကြည့်လိုက်ပါဗီဒီယိုဒီကြည့်ရတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီလက်တွေ့ဘဝမှာတကယ်အတုံးချလို့ရတဲ့နည်းလမ်းတွေကိုကျွန်တော်ပြောပြပြီးမှဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel like subscribe လုပ်ထားပေးပါ မင်္ဂလာရှိတော်နေနေဖြစ်ပါစေအဆက်ဆက်ရရအဆင်ပြေဘေးကင်းပါစေ